တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဝတ္ထုရှည်တွေမဖတ်ရတာကြာပြီဆိုတော့စာရေးဆရာတာယာမင်းဝေရဲ့ပန်းခေကလာမင်းဆိုတဲ့ဝတ္ထုကိုအပိုင်းတက်နေနဲ့နားဆင်ရမှာဖြစ်ပါတယ် နိဒံကလေကတဲ့တိုင်းတလန်းညင်တက်လာသောခြေတံကိုနားဆွင့်ရင် အခန်းထဲမှာတငွေ့ငွေ့တိတ်ဆိတ်လာသည် အခန်းထဲတွင်ငိမ့်သက်စွာထိုင်နေကြသော လူသုံးယောက်ရှိ၏ခြေတံကတစတစနီးကပ်လာသောအခါရှင်တွဲထိုင်နေသူတို့ကတစ်ဖက်တွင်ထိုင်နေသောသူတို့၏အလုရှင်ပုဂ္ဂိုလ်ကြီးကိုခိုးကြည့်ရင်းတက်ပြင်းဖြော့ဖြော့မတိမတာချမိကြသည် သူတို့နှစ်ယောက်ကခြေတံကိုဆက်တက်မလာရန်စိတ်ထဲမှာလှမ်းတားနေမိ၏သို့သောလက်တွေတွင်ဖြစ်မလာပါထို့ကြောင့်ဖြက်ခနေနောက်ဆုံးလှေကတိကိုနင်းပြီးဝဲခြေတံရှင်ကအခန်းဝသို့ရောက်လာသည်မပွင့်တပွင့်တကားချက်လေး၏မှောင်ရိပ်ကွယ်မှာမပြီးပြင်သောလူရိပ်တစ်ခုကိုမြင်ရ၏လူရိပ်ကခိတ္တတုံဆိုင်နေပြီးနောက်အခန်းထဲသို့ဝင်ရန်ကိုဟန်ကိုတစ်ချက်ပြင်သည်ခြေလန်းကိုအကြွ မဝင်နဲ့မာကျော်အေးဆက်သောထိုတားမြစ်တန်းကစပွဲတစ်ဖက်ရှိပုဂ္ဂိုလ်ကြီးထံမှထွက်ပေါ်လာခြင်းဖြစ်သည် ထိုပုဂ္ဂိုလ်ကြီးက သူ့ရှိမှမလုံမရှက်ထိုင်နေသူနှစ်ယောက်ကိုတံပြက်ဖြင့်ထက်ဆင့်ပြောကြလိုက်သည်စာရွက်ထဲမှရေးထားလာပြီးသူ့ကိုဖတ်ပြလိုက် ထို့နောက်တကားဝသူစူးရှာစွာကြည်ပြီးအဲ့ဒါသတင်းစာတွေမှာပါလာမဲ့ငါရဲ့တရားဝင်ကြီးညာချက်ပဲ။ သူစကားအဆုံးဝယ်သပွဲရှိမှထိုင်နေသူတယောက်ကစာရက်တရက်ကိုဖတ်၏သူ့အတန်ကပြည်ပြင်းတော်လဲ၆ကက်ကက်ဖြစ်နေသည်စုံစမ်းမေးမြန်းခြင်းလုံးဝတီးခတ်မှာကျွန်တော်ဤသားလင်းဆက် S7OKA082R တားအဖြစ်မှဆွန့်လွတ်လိုက်ပါသည်အောင်မြင် WKA027 စာဖတ်တဲ့အဆုံးမှာပဝင်းခြင်းတစ်ခုလုံးငြိမ်ကြသွား၏ တကားဝမှာမြည်သည့်တုံ့ပြန်သံကိုမှမကြားရအတန်ကြားမှဥအောင်မြင့်ဤစကားသံထပ်ပေါ်လာသည်အခုမင်းလက်လန်းမီတဲ့သပွဲလေးပေါ်မှာငါအခန်းကိုရောက်နေတဲ့မင်းရဲ့စာအုပ်တအုပ်ရဲ့ငါလက်မှတ်ထိုးထားတဲ့ချက်လက်မှတ်စာရွက်တရွက်ရဲ့ကို ထားထားခဲ့တယ်ချက်လက်မှတ်မှာမင်းလိုချင်တဲ့ငွေကို မင်းဘာသာရေးပြီးထုတ်ယူနိုင်တယ်နောက်ပြီးမင်းစီမှာအတွဲလိုက်ရှိနေတဲ့အိမ်ရဲ့တော့တွေကိုစပွဲပေါ်မှာထားသွားပြီးရင်မင်းခီးကိုမင်းဆက်နိုင်ပြီး ဒါပဲအသက်ရှူတန်ကပင်လှိုင်တန်ပါနေတဲ့အောင်ထင်ရသည် ထိုခိုက်မှာပင်တကားဝါမှောင်ရိပ်ထဲမှာလက်တစ်ဖက်ကစပွဲပေါ်ရောက်လာသည်တော်ရဲတစ်ခုကိုစပွဲပေါ်တို့အတန်မထွက်အောင် နူးညံ့တိမ်မွေ့စွာတင်ပေးလိုက်ခြင်းဖြစ်၏ထို့နောက်ချက်လက်မဲ့စာရွက်ကို အခန်းထဲမှလူများလက်သို့လက်ဖြင့်ဖြည်းဖြည်းချင်းပြန်တွန်းပေး၏သူမယူခြင်းစပွဲပေါ်မှအင်္ဂလိပ်ဘာသာဖြင့်ရေးထားသော ကဘာကျော်ပကြီးဆရာဗန်းစင်ဗန်ဂိုးဤအထုပ်ပတိစာအုပ်ကိုပဲကောက်ယူလိုက်၏ထို့နောက်ထိုလက်ကတကားပြင်ပြန်ရောက်၍ပျောက်ွယ်သွားသည် ဖြက်ဖြက်ဖြက်ကနေလေကတိတိုင်းမှန်မှန်ပြန်ဆင်းသွားသော ခြေတံကိုကြားရ၏ခြေတံကတဖြည်းဖြည်းဝေးသွားပြီးနောက်ဆုံးမှာလုံးဝပျောက်ွယ်သွားသည်ထိုခြေောက်တို့ဘယ်စီဆက်လျှောက်ကြမည်နီအခန်းလေးဤပရင်ပေါက်မှတဆင့်မိုးကောင်းကင်ကြီးစီလှမ်းကြည့်မိသောအခါ တိမ်ဖြူတပွင့်မျောလွင်သွားတာကိုတွေ့ကြရလေသည်ဤရန်ခဤညကိုငါဖြက်ကူအံအိမ်မက်ဥ၌ဘလူးချမ်းတို့စောင့်တို့ကစောင့်စီ လင်းဆက်ပထမကြိမ်ကြည့်လိုက်ပြီးတော့ကလမ်းရဲ့တစ်ဖက်တစ်ချက်မှာညီညာနှွေရှက်နေတဲ့အလေးကျသစ်ပင်နေကိုသာ တွေ့လိုက်မိတယ်။အဲ့ဒီသစ်ပင်တွေရဲ့လက်တံတွေမှာမီးလောင်နေတဲ့ပန်းတပွင့်စီကိုစုပ်ကင်ထားကြတယ်။ခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းပြီးဒုတိယကြိမ်မြောက်ပြန်ကြည့်တဲ့အခါမှာမိသည့်တက်ထားတဲ့ဓာတ်တိုင်တွေပါလားဆိုတာအမှန်တိုင်းမြင်ရတော့တယ်။ကိုကတော့တပြင်းကိုချ လက်နဲ့ယူမထားတဲ့အရက်ခွက်ကို မတောက်ဖြစ်ပဲစပွဲပေါ်ပြန်ချလိုက်တယ်။ကိုအာယုံတွေကအမြင်မှာတော့လမ်းကလေးဟာတသွင်သွင် စီးနေတယ်။မဆုံးနိုင်သောလမ်းကလေးပေါ်ကိုစိန်ခေါ်ပြီးပြုံးမိချိန်မှာပဲခန္ဓာကိုယ်ထဲကသွေးတွေဟာတဝုံဝုံစူပွက်စာပြုတ်လာတယ်။ကိုမကြောက်ပါဘူး။ရင်ထဲကလမ်းလောက်ဘယ်လမ်းကမှမရှိပါဘူးကွယ်။လမ်းကလေးဟာနေရာများစွာကိုဖြတ်သွားလိုက်မယ်။ လမ်းလျှောက်ကြတဲ့လူတွေဟာသူတို့ရဲ့ဆိုင်းရနေရာမှာရက်အိမ်ပေါ်တက်လို့ဒီညကိုအိမ်မက်မကြအောင်မေကိုကတော့အိမ်ရာမဲ့သူပေါ့လမ်းကလေးမဆုံးသေး၍ဒီခြေောက်တွေနဲ့ရွေ့နေရအောင်မေကျောက်စရစ်တို့ရဲ့ကြောပြင်မှာအိမ်မက်နဲ့မောင်းနဲ့ရင်ကလေးလို ကျဲစင်တွေကို ကြည့်ပြီးခྱི་သွားရအောင်မေဘာပဲဖြစ်ဖြစ်ကွယ်ဗန်စစ်ဗန်ဂိုးရဲ့စကားအတိုင်းပေါ့တစ်ပင်မဟုတ်ဘူး ဒါပေမဲ့စိမ့်လန်းရှင်သန်နေမယ်ပန်းမွေမဟုတ်ဘူးဒါပေမဲ့ဖူးပွင့်ဝေစာနေမယ်ရပါတယ်စိုင်ထဲမှာတော့ပလင်းတန်ဖန်ကွက်တန်နဲ့စကားတန်တဲ့တဲ့ပြောတန်တွေစုဝေးနေတယ်တိုင်ကက်နာယီကြီးကပြင်းကြီးပြင်းတွဲလဲပတ်ပြီးကြက်ခိုးတော်ကလည်းခက်ညီညီနန်းနေတယ်နေရံမှာချိတ်ထားတဲ့နတ်သမီးပြက်ကလေးမှာ ကိုယ့်ရဲ့နေထွက်ချိန်ကိုယ်တော်တွားကြည့်ခြင်းသေးရဲ့ဒါပေမဲ့ ကိုနဲ့တစပွဲတည်းတောက်နေတဲ့လူရှိကိုကိုပလင်တွန်းပေးလိုက်တယ်။ဒါတွေကိုအကိုကြီးပဲရှင်းပြလိုက်ပါဗျာ။ဟမ်ဘာလဲ။ तू အံ့ဩသွားတယ်။ तू နဲ့ကိုနဲ့မတိပါဘူး။ကိုပလင်ကလည်းတစမ်းမှမတောက်ရသေးဘူး။ကိုကထန်ရာကထလိုက်ပြီးဘာမှမထူးဆန်းတယ်လို့သူ့ကိုပြောလိုက်တယ်။ကျွန်တော်တောက်ချင်စိတ်မရှိတော့လို့ပါ။อืม သူကအာနာတက်ပုံရတယ်။ကိုစီသပွဲတို့လေးကငွေယူဖို့ရောက်လာတော့ကြပြကြရဝင်ပြောတယ်။ထားသွားလိုက်လေညီလေးလည်းတောက်တာမဟုတ်ပဲနဲ့အကိုပဲရှင်းလိုက်ပါမယ်။ကိုကခေါင်းခါပြီးရပါတယ်လို့ပြောလိုက်တယ်။ပတ်စံရှင်းပြီးစိုက်ထဲကထွက်တော့လေးပြေးအေးဆက်ဆက်ကရှင်ခွင်ကိုပတ်ခနဲလာဖြန်းပတ်တယ်။အချိန်ကာလကညစ်တဝက်စူးစမ်းပြုတ်ရမယ်။ လမ်းပေါ်မှာလူသွားလူလာကြပါပြီးမိလုံးတွေရဲ့ဝါဖန့်ဖန့်အလင်းရောင်ဟာကြပြမဆန်လှဘူးဟမ်ကို့ဒိုင်ယာရီထဲမှာတော့ကိုပဲသူရဲကောင်းကြီးပြန်ဖြစ်ခဲ့သူလေဂျာကင်အိတ်ထဲလက်နှစ်ဖက်ထည့်ပြီးခီးဆောင်လွယ်အိတ်တလုံးနဲ့လမ်းလျှောက်နေတယ်ဓာတ်တိုင်အောက်မှာရက်လိုက်တယ်လမ်းဘေးမြတ်တော်ရဲကပဇင်းရင်ခွဲတကောင်ကစူးစူးဝါဝါထိုးအော်တယ်။မိုးပေါ်ကိုကိုမော့ကြည့်နေမိတယ်။ကျယ်ရီကိုကိုကမြင်မိမဲ့ ဂျယ်ရီကတော့ကိုယ့်ကိုမြင်မှာမဟုတ်ဘူးစိတ်တွေဟာလည်းဂရင်းကပါစံဖြားမှာလည်းမြူနှင်းတွေထိုင်မှိုင်းစွတ်စိုးနေတယ်ကိုယ်ဘယ်သွားမလဲစိတ်ဟာဝေခွဲရင်းကလွင့်ပြန့်နေတယ်တိတ်ဆိတ်တဲ့ညမှာကြာမြင့်စွာကိုယ်ရက်နေမိရဲ့မြူကြွေကြတဲ့ငူတော်နားထဲမှာတဖွာဖွာကြားနေရတယ်အဲ့ဒီလိုနဲ့မြက်ပင်ရှည်တို့ညှင့်လီမှာရင်ခတ်လွန်ထိုးနေကြစေ။ ညီလေးစိုက်ကားစီးကကို့ရှေ့ရောက်နေပြီစိုက်ကားစီးလာတဲ့သူကကို့ကို ခေါ်တယ်စိုက်ကားသမားကိုလည်းသူကရက်ခိုင်းနေတယ်တစ်ချက်စိုက်ကြည့်ပြီးမှကို့မှတ်မိလိုက်တယ်အရက်ဆိုင်မှာကို့နဲ့တစပွဲတည်းထိုင်ခဲ့တယ်လူပဲသူကကို့ကိုထတ်ခေါ်တယ်ညီလေးဟင်ဖယ်သွားမှာလဲဒီမှာဘာလုပ်နေရလဲဩလမ်းလျှောက်ရင်းညောင်းလို့နားနေတာပါ လာလေစိုက်ကားပေါ်တက် ညီလေးသွားမယ်စီလိုက်ခဲ့ပေါ်ရပါတယ်ညီလေးကဟင်းနေပါစေကျွန်တော်လမ်းမဲ့ဆက်လျှောက်ပါမယ်သူကကိုယ့်ကိုကြည်ရင်ပြုံးတယ်လမ်းလျှောက်ဖို့ကအချိန်မရှိတော့ဘူးညီလေးရဲ့ကိုကပေကက်ကက်နဲ့ခေါင်းခါပြလိုက်တယ်လမ်းလျှောက်တာပဲလမ်းနဲ့ခြေတော့ရှိရင်ပြီးတာပဲအချိန်ရှိစရာမလိုပါဘူးသူ့အပြုံးကပိုပြီးကြည်လင်လာတယ်နူးညံ့တိမ်မွေ့တဲ့လေယူလေသိန်းတစ်ခုနဲ့ဟက်ခနဲရီလိုက်ရင် လာပါညီလေးရဲ့စိုက်ကားပေါ်တက် ကို့အိမ်မှာလိုက်တဲလိုက်အကိုရိတ်မိပါတယ်စိုင်ထဲမှာကလေးကမင်းကိုအကိုအကဲခတ်နေတာကိုကမျက်မှောင်ကျုပ်လိုက်မိသေးတယ်ဘာရိတ်မိတာလဲဒါပေမဲ့မမေးတော့ပါဘူးသူ့မျက်နှာကရိုးသားကြည်လင်တာကိုကိုခံစားရတယ်အဲ့ဒါနဲ့ပဲကိုစိုက်ကားပေါ်တက်လိုက်တယ်စိုက်ကားပေါ်စီးမျောလိုက်ပါသွားရင်ညရဲ့အလင်းဆိုတဲ့ ပကြီကားတစ်ချက်ကိုစိတ်နဲ့စွဲကြည့်နေလိုက်တယ်။ကျန်နာရီအားလုံးကိုကိုမိထားလိုက်ပြီကွယ်။သူကကိုကိုအထူးဆန်းတစ်ခုပမာငေးရီမင်သက်စွာကြည်နေတယ်။ကိုကမသိချင်အောင်ဆောင်းပြီးငိမ့်ငိမ့်ကလေးနေလိုက်တယ်။ အတော်လေးကြားမှာရှည်လျားတဲ့တပြင်းတစ်ချက်ကိုချပြီးသူ့လက်ထဲကကိုယ့်ရဲ့ပုံဆွဲဆက်ကူကိုပြန်ပေးတယ်။ကိုကလည်းဘာမှအရေးမပါသလိုစာအုပ်တွေကြားမှာပြန်ညှက်ထားလိုက်တာပေါ့။ပုံရဲ့နာမည်က Virgin တော့ဟုတ်ကဲ့။သူကတဆက်ဆက်ခေါင်းညိပ်ပြီးကောင်းတယ်လို့ပြောတယ်။ဒီမိန်းကလေးကအပြစ်မှတကယ်ရှိသလား။ကိုကတုံဆိုင်ဆိုင်ခေါင်းညိပ်ပြလိုက်တယ်။ဟုတ်ကဲ့ ။အော်။ "तू ကကိုကိုနားလေသွားတယ်လို့တစ်ချက်ကြည့်တယ်။ဘာမှတော့ဆက်မပြီးတော့ပါဘူး။ဖဲတော့အဟောင်းတစ်ခုကိုဆွဲယူပြီးကလပန်ထိုးနေတယ်။ဒီနေ့မနက်မှာတော့ तू နဲ့ကိုဟာသူ့ရဲ့ပြင်းအောင်အိမ်ပုကလေးထဲမှာရှိနေတယ်။အင်္ဂလိပ်ဟာညစ်ပတ်လို့ကပိုကယိုဆေးလိတ်တိုးတွေပြန့်ပြန့်ကျဲကျဲ။စောင်းတွေလည်းဟိုလှန်ဒီလှန်။ပင့်ကူတွေကထုတ်တန်းမှာကောင်းငင်ဘားကစားရင်လုံးပြန့်တွေ့ကန်။ ကျမ်းမြင်မှာလဲပြာမှုန့်တွေဒုတက်နေတယ်။သူကသူ့ရှေ့ကိုရောကိုယ့်ရှေ့ကိုရောမှောက်ဖဲတစ်ချက်စီပစ်ချလိုက်တယ်။ပြီးတော့မှမင်းလေးအကိုကိုအထိုက်လျောက်တော့ခံမန်းမီရောပေါ့။ဟုတ်ကဲ့။ပြောသမအောင်ကွာမင်းအကိုကိုဘလို့မြင်တယ်လဲ။လက်ထဲကဖဲတို့ကိုပုံတရံမျိုးစုံနဲ့ကလပန်ထိုးရင်ကိုယ့်စကားကိုသူနားစွင့်နေတယ်။ကိုကခက်တိုးတိုးပဲပြောလိုက်တယ်။ အကိုကြီးဟာစာရေးဆရာတယောက်ဖြစ်မယ်လို့ထင်တယ်။သူကကြေနပ်တယ်လို့ပြောတယ်။ဘသူဖြစ်မလဲ။ကိုကနှုတ်ကမဖြေပဲစောင်းတအုပ်ရဲ့အနှောင့်ကိုလက်ညှိုးထိုးပြလိုက်တယ်။အဲ့ဒီမှာကိုမောဆိုတဲ့နာမည်ကိုရေးထားတယ်လေ။သူ့ရဲ့အပြုံးကပိုပြီးပြင်းပြင်းသွားတယ်။ဟုတ်တယ်။အကိုကစာရေးဆရာကိုမောပဲ။ပြုံးပြုံးဆူဆူသူ့ရှိကမှောက်ဖဲကိုဖြန်းကနေဆွဲလှန်လိုက်တယ် กินမင်းကိုအကိုခံမှန်းမိတယ်လို့ပြောမယ်ဟုတ်ကဲ့မင်းဟာအထက်တန်းလွာမိသားစုတစုတည်းကခွဲလာခဲ့တဲ့လူငယ်တယောက်ဖြစ်တယ်စီးပွားရေးကိုသာတန်မိုးထားတဲ့အတိုက်ဝန်းထဲမှာပကြီးပညာကိုဖတ်တွယ်ရင် မင်းလွင့်ထွက်လာတာလို့အကိုထင်တယ်ကျမ်းမြင်ကိုငေးဆိုင်ကြည့်နေရင်းကကိုလေးဒီလေးကံခေါင်းကျိပြလိုက်တယ်ဟုတ်ပါတယ်ညီလေးနာမည်ကလင်းဆက် ကိုမော်ကခေါင်းတဆက်ဆက်ညှိပြန်တယ်ပြီးတော့ပြောစမ်းမအောင်ကွာမင်းချောင်းကိုတွေ့ဝေးသွားမိတယ်ပင့်တက်တဆိုင်ခိုးဆိုင်ရင်းကပြောလိုက်တယ်ခုနကိုမော်ခံမန်းတာမှန်ပါတယ်ဒါလောက်တိထားရင်ကိုမော်ကျွန်တော်ကိုဆက်ဆံလို့ရမှာပါဗျာကျွန်တော်ဘက်ကပြောနိုင်တာကကျွန်တော်ဟာရာဇဝတ်သားတယောက်မဟုတ်တလို့ကျေးဇူးမေ့တတ်တဲ့သူတယောက်လည်းမဟုတ်ပါဘူး။ तू ကကိုယ့်ကိုအကဲခတ်တယ်လို့ကြည်နေတယ် ကိုကနှခမ်းတစ်ချက်ကိုက်လိုက်ပြီးလူတယောက်ဖို့သူ့အကြောင်းသူပြန်ပြောရတဲ့ကိစ္စဟာအလွယ်ဆုံးနဲ့အခက်ဆုံးပါပဲအင်္ဂလိပ်ထဲမှာစကားသံကင်းပတိတ်ဆိတ်သွားတယ်တကို့အတွင်းနဲ့ကိုနှစ်ယောက်လုံးငြိမ်နေမိရဲ့ကိုကကိုရှိကမောက်ဖဲကလေးကိုမလှမ်းမဲဆွဲယူလိုက်တယ်ဖဲတော့ကြားကိုပြန်ညှက်သွင်းလိုက်တယ်တိမ်မွေ့တဲ့ကိုလှုပ်ရှားဟန်တွေကို တစေတစောင်းကြည့်နေရင်ကသူ့မျက်နှာကအပြုံးတစ်ချက်ပွင့်လာတယ်။ခုနကပုံညမ်းလေးကတော့ကောင်းတကွာ။ကိုမပြတ်မသားပြုံးလိုက်မိတယ်။သူကဆက်ပြောတယ်။အကိုလည်းအမှုပညာလောကထဲမှာကျင်းလည်လာတာကြာပြီ။မင်းလောက်လက်ရာကောင်းတာမတွေ့ဘူးသေးဘူး။သူကဖဲတော်ကိုတင်းလိုက်တယ်။ညီလေးဒီအိမ်မှာအကိုနဲ့အတူနေခြင်းရင်လည်းနေနိုင်တယ်လေ။ကိုကတော့လွတ်လွတ်လပ်လပ်ပဲ။မင်းဝင်ငွေတစ်ဖက်တစ်လမ်းတော့ မဂ္ဂဇင်းတွေမှာပကြီးဆွဲကျင်နေဆိုရင်လည်းအခုလိုက်အပ်ပေးမယ်ဘလို့သဘောရလဲဟုတ်ကဲ့ကျွန်တော်ဆွဲကျင်ပါတယ် okay အဲ့ဒီလိုရေယူပြီးသူကလက်ဖြစ်ကိုလည်းဖြတ်ခနဲ့တီးတယ်သူ့နှခမ်းတွေကတစုံတရာကိုအတံမထွက်ပဲယွတ်နေတယ်ပြီးတော့မှပြုံးမှုပြုံးရာနဲ့အေးအေးဆေးဆေးကြာရင်ပေါ့လင်းဆက်ရဟုတ်ကဲ့သူဘာပြောမှလဲလို့ကိုအာယုံစိုက်မိနေတယ် မင်းနဲ့မင်းရဲ့ virgin ကလေးအကြောင်းပြောပြစမ်းပါဦး။ဩအဲရှက်စရာမဟုတ်ပေမဲ့ကိုနည်းနည်းရှက်တယ်လို့ဖြစ်သွားတယ်။သူ့ကိုမချုံမချင်းပြုံးပြလိုက်ပြီးမျက်နာကို လွှဲလိုက်တယ်။ရှင်ထဲမှာလည်းနှွေးတယ်လို့အေးတယ်လို့ပဲ။ပြန်စင်းစားတိုင်းမိုးမြူတွေလွင့်လို့ဝဲလို့ အဲ့ဒီနက်နက်ဥမာမိုးမြူတွေတလူလူငွေအိမ်ဖွဲ့နေကြတာကို ကိုမှတ်မိသေးပါရဲ့ချစ်သူ လေပြေကလည်းလွန်းလွန်းဆွတ်ဆွတ်ရှရှပဝင်းကျင်မှာလည်းကျဲအိုရောင်တွေအံ့ဝေလင်းပြလို့အဲ့ဒီညမှာ ကိုမအိတ်ခဲ့ရပါဘူးကိုရေးတဲ့ကောက်ချောင်းများစွာနဲ့ကိုပြန်ပြိမိခဲ့တဲ့ညပါပဲအယုံပွင့်ထွက်လာတော့ဝါရွှေဖြောင့်ဖြူးတဲ့လမ်းကလေးတိုင်း ကိုလျှောက်ထွက်လာခဲ့မိတယ်။စပယ်ပန်းတွေတဝင်းဝင်းနဲ့ပတ်ဝန်းကျင်ဟာဖွေလင်းတောက်ပနေတယ်။အဲ့ဒီလိုလမ်းတွေများစွာတဲကလမ်းကလေးတစ်ခုမှာချစ်သူကိုကိုရိုးရှင်းစွာစုံတွေ့ခဲ့ရပါတယ်။ကျွန်တော်ကူညီပေးခြင်းပါတယ်။ကိုကတိုးတိုးကလေးပြောလိုက်တော့ငါဝတ်ထားတဲ့ချစ်သူရဲ့ဥကောင်းဟာ ဖြည်းဖြည်းချင်းမော့လာတယ်။ကျွန်တော်လုပ်ပေးပါမယ်ဘေးဖယ်လိုက်ပါ။ စပိန်ချိန်ညိုကြတာကိုလောက်ရကန်ရခက်ခဲနေတဲ့ချစ်သူနဘေးကို ခွာရက်ပေးပါတယ်။စပိန်မြင်တွေကိုတတ်တင်ရင် ကိုကိုလည်းမရင်မယိုင်းကြည့်တယ်။လှပရဲရင်တဲ့ချစ်သူမျက်နာကလေးကြောင့်ကို့နှလုံးသွေးတွေအေးဆက်ရက်တန့်သွားမိသေးတယ်။ကြီးမလို့သေးတဲ့နနခင်တစ်ခုမှာနှစ်ပေါင်းများစွာ အိတ်နေတဲ့နှလုံးသားလေးအထိတ်တလန့်နိုးလာပါတယ်။ကောင်းငယ်မှာဂျယ်ရီအလျားလိုက်ကြွေပြီး ြေပြင်မှာတစ်ပင်တွေတက်ဝင်ကခုံကြသလိုခံစားရတယ်။ကိုကချစ်သူ စပိန်ကလေးကို ချိန်ကြိုးတင်ပေးနေပြီးချစ်သူကဘေးကရက်ကြည့်နေတယ်။ကိုရဲ့ချစ်သူရဲ့စပိန်ကလေးရဲ့တလန်းလုံးမှာဒါပဲရှိပါတယ်။ကျေးဇူးတော်ကျေးဇူးတင်စကားကိုခက်ဝါးဝါးကလေးပြုံးကြည့်ပြောဆိုပြီးစပိန်ကလေးနင်းလို့ချစ်သူထွက်သွားတော့တယ်။ကြည်ရင်ကြံခဲ့တဲ့ကို့အတွက်မိုးမြူတွေက တစက်ချင်းစီးကြနေတယ်။ကိုမမေ့ပါဘူး။နှလုံးသားဟာရင်ရင်လေးနဲ့ယူသွားပြီချစ်သူ။အဲ့ဒီကာလထဲမှာပဲကိုတို့ရဲ့ရန်ကုန်မြို့တော်ကိုမုတ်တုံလေးတွေကလည်းတငိမ့်ငိမ့်စီးပြုံနေခဲ့တယ်။ချမ်းဆက်နေတဲ့ဩဂတ်စ်ရဲ့နှောင်းပိုင်းတနက်နဲ့တခုမှာချစ်သူကိုကိုတွေ့ခဲ့ရတာပါ။အီဂျစ်တို့ရဲ့နက်ခတ်အိမ်ရကံရာဒီမှာတွေ့ခဲ့ရသူမို့ ချစ်သူကိုကိုက virgin လို့အမည်ပေးခဲ့ရတယ်။ကိုကတရွာသားပါချစ်သူရဲ့မကျွမ်းကျင်တဲ့အရက်မှာလမ်းတွေလည်းမလျှောက်တတ်ခဲ့သူပါ။ကိုတဲတဲ့အိမ်ကတငယ်ချင်းကို မေးကြည့်တော့သူကလည်းချစ်သူကို မသိဘူးတဲ့။အဲ့ဒီလုံနဲ့ကိုဘွားရဲ့နောက်ပိုင်းနေ့ရက်တွေမှာ မိုးရီသာအုပ်အုပ်တဲတဲရွာလာခဲ့တယ်။နေ့အခါကထွက်လို့ စပယ်တွေလည်းမှုေးတသက်သက်ဝေခဲ့တယ်။ကံနဲ့စောက်တဲ့ဝင်းကဘာမှာချစ်သူနဲ့ကိုကတော့ပြန်မဆုံကြသေးပါဘူး။ဘာပဲဖြစ်ဖြစ်ချစ်သူရဲ့ကိုကတော့မင်းကိုလွမ်းလို့နေပါတယ်။တစ်ခါတစ်ခါမှလည်းကိုဟာကြပြားတပုတ်ကိုမပီဝဝရွတ်ဆူနေတတ်တယ်။ရှင်မလွမ်းရင်မျောတိုင်းမြင်လွန်းလို့လက်ညှိုးညွန်ရာသူဖြစ်ပါစေအရှင်ဖျား။

ဆရာမအဖေကြီးနဲ့အမေကမအားလို့ကျွန်တော်ဦးလေးကိုပဲခေါ်လာသူစကားအဆုံးမိမှာဆရာမလေးကကိုကိုအကဲခတ်တယ်လို့ကြည်လာပြန်တယ်ပြီးတော့စိုက်ကားဘမှာရက်ထားခဲ့လေဗျာရှင်နင်းနယ်စိုက်ကားဘမှာရက်ထားခဲ့လေဗျာရှင်နင်းနယ်စိုက်ကားဘမှာရက်ထားခဲ့တယ်လေလို့ကိုအောင့်တက်တက်ဖြစ်သွားမိပြီးကျွန်တော်စိုက်ကားမနှင်းပါဘူး ဆီယာမလေးကကိုနဲ့ကျော်ဝင်းနိုင်ကိုဝေ့ကြည့်လိုက်ပြီးကျမကျော်ဝင်းနိုင်ရဲ့ဦးလေးဟာစိုက်ကားနင်းတယ်လို့ကြားထားတာကျော်ဝင်းနိုင်ကလည်းကိုကိုကြိုမပြောထားဘူးကိုဘာပြန်ပြောရမှန်းမသိဖြစ်နေတုံးမှာဆီယာမလေးကထပ်ပြောတယ်စိုက်ကားကိုကျောင်းဝင်းထဲကမရက်ရတဲ့နေရာမှာရက်ထားခဲ့မှာစိုးလို့ပါဩအင်းဟုတ်ကဲ့ကျော်ဝင်းနိုင်နဲ့ပတ်သက်လို့အုတ်ထင်းသူတွေကိုပြောပြဆွေးနွေးစရာရှိတာနဲ့ခေါ်ခိုင်းလိုက်တာဟုတ်ကဲ့ အတန်းထဲမှာစာမရတဲ့ចောင်းသားတွေအထိုက်လျောက်ရှိတာပါပဲဒီကောင်ကတော့နည်းနည်းပြောစရာဖြစ်နေလို့ဥပမာပဲကလေးကစိတ်လိုက်တာဆိုတဲ့ကြပြာစာသားကိုကျမကလေ့ကျင့်ငန်းမှာကွက်လက်ဖြည့်ခိုင်းပြီးမေးတယ်ဟုတ်ကဲ့ပဲကလေးကလိုက်တာပေါ့လေကွက်လက်ထဲမှာစိတ်ကိုဖြည့်ရမယ်သူတို့ကိုကျမရှင်းရှင်းလင်းလင်းသင်ပေးထားပြီးသားဟုတ်ကဲ့လေ့ကျင့်ငန်းစာအုပ်တွေစစ်တော့ကြော်ဝင်းနိုင်ဖြည့်ထားတာတလွဲကြီး တလုံးနဲ့ဖြည့်ရမယ်ကွက်လံမှာလဲနှလုံးတွေကြီးဖြည့်ထားတယ်ဟုတ်ကဲ့ဘလူပဲကလေးကစားကောင်းလိုက်တာတဲ့မင်းကလေးမောင်းကလေးနဲ့နေဖို့ကို မေ့ပြီးကိုကြီးလိုက်မိတယ်ဆ iam မလေးကကိုကြီးလိုက်တာကိုတစ်ချက်ကြည့်ပြီးသူ့မျက်နှာလေးမှာ ကြည်လင်ပြုံးရိပ်တန်းလာတယ်ဒါအာကကျော်ဝင်းနိုင်ရဲ့အသေးအဖွဲအရေးချင်းကလေးပဲရှိသေးတယ် ျမသူ့ကိုစသတိထားမိသွားတာပေါ့နောက်တောက်လျှောက်မှာဆရာမလေးကကြုံဝင်းနိုင်ကြောင်းတောက်လျှောက်အများကြီးပြောလာတယ်ကြုံဝင်းနိုင်ကနှက်ကလေးတရှုံရှုံနဲ့ဘေးကနေလက်ပိုက်နားထောင်နေတယ်သူ့ရဲ့စာမေးပွဲဘာသာစုံ ကြရှုံးငန်းကိုလည်းခေါင်းတညိမ့်ညိမ့်နဲ့သူမဟုတ်တယ်လို့ပြန်နားထောင်နေတယ်ဆရာမကလေးကကိုယ့်ကိုအဲ့ဒီအကြောင်းတွေပြောနေရင်းကကြော်ဝင်းနိုင်ရဲ့ပုံစံကိုလည်းဥရပြီးမတိမတာမျက်စောင်းခဲလိုက်တယ် ကိုသူတို့ကိုကြည်ပြီးရည်စင်တာကိုမြှို့ထားရတယ်။ဆီယာမာလေးစကားဆုံးမှာချောင်းတစ်ချက်ဟန့်ပြီးကြော်ဝင်းနိုင်ဗျာ။တွားအတန်းနဲ့တွားတော့စာချက်နေကြလား။ဟုတ်ကဲ့။ကြော်ဝင်းနိုင်လှည့်ထွက်သွားတယ်။ဆီယာမာလေးကကိုကိုတစ်ချက်ကြော်ဝင်းနိုင်ကိုတလှည့်အကဲခတ်တယ်လို့ကြည်နေတယ်။ကိုကသပင်ကိုလက်နဲ့တစ်ချက်တတ်တင်လိုက်ပြီးကြော်ဝင်းနိုင်က ရှေ့လျှောက်စာမေးပွဲတွေမှာ ဘာသာစုံအောင်အောင်လုပ်ပါမယ်လို့ကျွန်တော်ကိုဂရီပေးထားပါတယ်ကျွန်တော်ကလည်းစာပြပြီးလိုအပ်တဲ့စာအုပ်ခဲတံဝယ်ပေးပါမယ်ဆရာမကလေးကကိုမျက်နှာကနေအကြည့်ကိုမလွှဲပဲခေါင်းညိတ်ပြတယ်ကျော်ဝင်းနိုင်ကကျွန်တော်ကိုဂရီပေးတယ်လို့ကျွန်တော်ကလည်းသူ့ဆရာမကိုဂရီပေးပါတယ်ရှေ့လျှောက်ဆောင်မေးပွဲတွေမှာ ကျော်ဝင်းနိုင်ဘာသာစုံအောင်ပါလိမ့်မယ်စိတ်ချပါဆရာမလေးကအင်ဒရီလေးနဲ့ခေါင်းထက်ညိတ်တယ် အစာကလေးကညာဖို့လာတာမဟုတ်လို့အမှန်တိုင်းကိုဖွင့်ပြောလိုက်တယ်။ကျွန်တော်ကျော်ဝင်းနိုင်ရဲ့ဦးလေးမဟုတ်ပါဘူး။ဟင်ဘာဒီဒီလိုပါကိုအစာဆုံးရှင်းပြလိုက်တယ်။ကိုမြိုရဲသွားဖို့အိမ်ကထွက်လာမှာကလေးတယောက်ကြောင်းပြေးမလို့ကြံရွယ်နေတာကို တွေ့ရတဲ့အကြောင်းစာမေးပွဲကြပြီးအဖေခေါ်ခိုင်းတာကိုမခေါ်ရဲလို့ပြေးမယ်အကြောင်းကိုကမင်းရှေ့လျှောက်အောင်ကြိုးစားမယ်ဆိုရင်ငါကူညီမယ်ဆိုပြီးလိုက်လာခဲ့တဲ့အကြောင်း ကြောင်းမပြေးစေခြင်းလို့စေတနာနဲ့ဝင်ကူခဲ့ရပါတယ်ဆိုတဲ့အကြောင်းဆ ਿਆ မလေးအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျော်ဝင်းနိုင်ကို ပြန်မစုဘဲတလနှစ်လအချိန်ပေးစောင့်ကြည့်ဖို့အကြောင်းကိုတောင်ဝင်ယူပါတယ်ဆိုတဲ့အကြောင်းစုံလို့ပါပဲဆ ਿਆ မလေးကမျက်ခုံးကိုအတွန့်ချိုးပြီးစပွဲပြင်ကို စိုက်ကြည့်နားထောင်နေတယ်။နှီးထွေးတဲ့သူ့နှခမ်းကလေးကိုလည်းကြိုက်ထားတယ်။ဘာမှပြန်မပြောဘဲတွေးဝေးစဉ်းစားနေတယ်။အဲ့ဒီမှာ ကြောင်းတက်ခေါလောင်းတန်ကကြေကြေလောင်းလောင်းမြည်ဟီးလာတယ်။ကိုထန်ရာကထလိုက်တယ်။ကျွန်တော်သွားလိုက်ပါအောင်မယ်။ကိုကိုမကြည့်ပဲခေါင်းညိတ်ပြတယ်။ဒါဆီယမာလေးတွေ့ကျွန်တော်အမှတ်တရပါ။ကိုကလွယ်အိတ်ထဲကပုံဆွဲစက်ကူတရွက်ကိုထုတ်ပေးလိုက်တယ်။ဒီပုံဆွဲစက်ကူပေါ်မှာသတိရခြင်းများစွာနဲ့သူ့ကိုကိုရေးဆွဲခဲ့တဲ့ပုံကလေးပါတယ်။ Virgin ဆိုတဲ့နာမည်နဲ့လေ။ ူအံ့ဩမှင်သက်မျက်လုံးကလေးအဝိုင်းသားနဲ့ကြံရစ်ခဲ့ချိန်မှာပဲကိုဟာចောင်းပြင်ကို ပြန်ရောက်လာခဲ့တယ်။မင်္ဂလာပါချစ်သူ။ဟိုတုန်းကမိုးမြူတွေကို အခုတည်းထိကိုလွမ်းမိနေသေးပါ။ကိုတို့ပြန်ဆုံတွေ့ခဲ့ကြပြီ။ပြန်လဲဆုံတွေ့ကြခြင်းရဲ့ကျေးဇူးတော်အောက်မှာကိုပျော်မွေ့ရှင်သန်ခဲ့ရပြီ။သူကပန်းဝင်ကလေးကိုနမ်းတယ်။ငါလူစင်စက်က ပန်းမွင့်ဖြစ်စေသားလို့ကျွန်တော်ဆုတောင်းမိပါတယ်တော်ရရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်း1ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါနောက်နေ့ဒီမှာဒီဝိတ္ထုကိုပဲဇက်တိုက်ကျွန်တော်ဖတ်ပြပြီးတော့အပီတီဖတ်ပြမှာဖြစ်တဲ့အတွက် အပိုင်းဆက်လေးတွေကိုတော့တီးခန့်ပြီးတော့နားဆင်ပေးကြပါလို့တိုက်တွန်းရင်းနဲ့တော်ရရှင်များအလုံးကိုဒီနေ့ဒီနေရာကပဲနှုတ်ဆက်လိုက်ပါစေအလုံးပဲကျမ်းမာပေးကင်းကြပါစေခင်ဗျာ